โอเคကျေးဇူးတင်တယ်အခုဟိုသာဝရသက်လက်ဆောင်ဆိုတဲ့အရာလေးအဲအဲ့အရာလေးကိုရှင်းပြပေးပါလို့ကျေးဇူးတင်ပါတယ်ခရီးယားရှိရင်အကျင့်နဲ့နေတာမဟုတ်အသိနဲ့နေတာနော်တကယ်ရှိခရစ်တော်ရောက်တဲ့ခါရှေ့ကိုရောက်တဲ့ခါဆိုင်တခင်တခင်လို့ကောင်းကင်နိုင်ငံဟိုခေါ်တဲ့လူတိုင်းကောင်းကင်နိုင်ငံတော်မဝင်ရဘူးဆိုတဲ့စကားကိုကြားဘူးလားအဲ့ဒါပြောတာလေပြော တိတယ်တိတယ်လို့ပြောတာမတိဘူးတဲ့ဟိုကလည်းပြန်ငင်းချတာပြန်ငင်းချတာလည်းမတိဘူးတဲ့ဘာဖြစ်လို့မတိလဲမတိလို့ဘောအဲ့တော့တိရဲ့ဘက်မှာနှစ်ပန်းရင်ကိုကလည်းတိရမယ်သူ့ကိုသူကလည်းကိုဘာဖြစ်ရမှာလဲတိရမှာနှစ်ပန်းရင်တွေ့လား salvation ဆိုနှစ်ပန်းရင်အမြင်နဲ့ဖျားပန်းရင်လူပန်းရင်ကိုကဘာလို့တိရတိရအော်မတကယ်ရှိရပါပြောလဲမတိဘူးရဲ့ get out out of my way ဆိုပြောချတာပြောချတာနော်တတိရှိသလားမမေးနဲ့ဘာဖြစ်လို့လဲတိလားတိမမတိလား အဲ့တော့တိတယ်လို့ပြောတဲ့အခါမှာနံပါတ်1အရင်ဆုံးတိရမှာကျွန်တော်တို့ရဲ့ဘာသာတရားဒီအချင်းဘာသာတရားမဟုတ်ဘူးအတိဘာသာတရားတိရတိကျွမ်းရတယ်ဘာလို့တိရတယ်ထာဝရအသက်ကူကမှန်သောဘုရားသခင်တဆူတည်းဖြစ်တော်မူသောကိုရောကို၎င်းဆေလွတ်တော်မူသောခရစ်တော်ကို၎င်းတိကျွမ်းခြင်း ਨੇ တိတဲ့ဘာသာတရားချင်းတဲ့ဘာသာတရားမဟုတ်ဘူးအင်းမတိဘူးဆိုရင်မရဘူးနော်တိကျွမ်းတယ်ဆိုတဲ့အခါမှာကိုကလည်းသူ့ကိုတိတယ်လို့ကိုကလည်းသူ့ကိုတိရနှစ်ပိုင်းတိရအသက်စာစာနဲ့မှာ ကိုယ့်ရဲ့နာမည်ကိုရေးပြီမလား The Lamb's Book of Life ထဲမှာကိုယ့်ရဲ့နာမည်ကိုရေးလိုက်ပေါ့ရေးလိုက်တဲ့အချိန်ဟာဟုတ်ပြီရသွားပြီအဲ့အချိန်တိုင်းပါဖြစ်လေခဏလေးနေကိုအသက်ရှင်နေနေပါဖြစ်လေတော်ပါပြီခရစ်တော်စုတောင်းလိုက်ရမိုးလိုက်တာအာရင်တီးခံလို့ပဲပြောနေအာရင်စောက်လို့ပဲပြောနေအာရင်ညှော်နှင့်ကြလို့ပဲပြောနေခံနိုင်တော့ဘူးဒီတန်နေငါလုံးမငါရတာပြစ်ဆန်လို့နေပြီအိမ်မှာဟိုကိစ္စမပြီးသေးဘူးဒီကိစ္စဟောဟိုလူလိုက်ပြီးကုညီတောင်းမှရတာမှာပေါ့မဖြစ်ဘူးနေလားဖြစ်တာပေါ့အဲ့ဒါကတော့ test တွေပဲအဲ့ဒါဘာအောင်မင်းနေလဲ test everything are test တွေလာတာအကုန်လုံးเนาะ persecution တွေ temptation တွေ test တွေလာတဲ့ခါကျရင်လိုရမှာဖြစ်တယ်တော်ပြီခရစ်တော်ဆိုတာမယုံတော့ဘူးဘာသွားလုပ်လိုက်တဲ့အချိန်မှာအာရေရာသွားချိန်ချင်းအော်တခုခုလုပ်လိုက်လုပ်လိုက်တယ်ကတင်ချင်းရမရတော့ပြီးသွားပြီလမ်းလဲသွားပြီလေပြီးသွားပြီပြန်မလာတော့ဘူး following ဖြစ်သွားရင်လည်းဘာသွားပြီအဲ့လမ်းကနေတော့ shock အကုန်ပါသွားတာနောက်ဆုံးဘာဖြစ်လဲအိုးဒိတ်ဒိတ်ကြဲတွေအကုန်လုံးဖြစ်ကုန်တယ်တခြားဘာသာဝင်တွေထဲမှာ point ကပါလေအဲ့ဒါ tarot အသက်ဆိုတဲ့အရာကိုလုံးဝမသိဘူး အဲ့တော့ငငယ်တုန်းကပြပြကြီးလာတဲ့ခါမှာဒီကေရှုခရစ်တော်ကိုယုံကြည်ထာဝရသက်ရမယ်ထာဝရသက်ရမယ်ဆို what is this ထာဝရသက် eternal life ဆိုတာဘာတုန်းကဲမေးပြီဘာတုန်း eternal life ဆိုတာ eternal life ဆိုတာခုနပြောတဲ့ definition ပဲဘုရားခင်ခရစ်တော်ကိုသိတာကို heaven ကိုသွားတဲ့ခါမှာငါ့မှာထာဝရသက်ကြီးရှိတယ်ဟေးဆိုပြီးလင်မန်းထဲမှာကိုင်ပြီးသွားတာမှမဟုတ်တာ that's not the way it does သိထားတာကိုကလည်းဘုရားကိုသိဘုရားကလည်းကိုသိတယ်ဆိုရင်အဲ့ဒီ connection အဲ့ဒီအသိသိကျွမ်းခြင်းအဲ့ဒီသိကျွမ်းတဲ့ဆို holy spirit ကိုပြောတာဝိညာဉ်အားဖြင့်သိတာ အဲ့ဒါမရရင်မရဘူးထာရသက်တင်းတဲ့ခါမှာထာရသက်ကြီးရင်ဝင်ပိုက်ထွေးပြီးတော့အပေါက်တက်သွားမှာမဟုတ်တာပိုက်စရာမှဘာမှမရှိတာတိလို့တက်တာလေမသိရင်တက်လို့မရဘူးအဲ့တော့ငါတိရလို့អော်နေတယ်တဲ့ចန်းစာထဲမှာလာပြီးတခင်တခင်လို့អော်နေဆာငါတိရလေဗျာကတိရလေကျွန်တော်တိရလေကျွန်တော်တိရလေဟိုကဘာပြင်ပြောလိုက်လဲမသိဘူးကတာပြမှန်ဝေးနေပြောထပ်လိုက်တာဘာဖြစ်လို့လဲမသိလို့အဲ့တကယ်တိအောင်လုံးရတာကဲတကယ်တိအောင်လုတ်ပြီဆိုရင်ဘာစလဲတိလား humbleness နဲ့စတာ နှိမ်ချခိုင်းတာလူကိုဘာဖြစ်လဲဇာတိကိုအကုန်ချိုးဖက်သူ့လိုတဲ့ကောအကုန်သွင်းလာနေမှာအဲ့ဒါမှတကယ်သိတာ तू သွင်းပြီဆိုရင် तू သိရလေ तू ကလည်းသိတယ်ကိုကလည်းသိတယ်နှစ်ပိုင်းလေအဲ့ဒါမှရတာလေ you see that တခြားမလို့ဘုရားသခင်ချိုးဖက်နေတဲ့အခါမှာနာလာရေမအော်နဲ့ကို့ तू တရားလုပ်နေတယ် तू ကို့သိတယ်ဆိုတော့ recognize လုပ်နေတာเนาะဒီချိုးဖက်ခြင်းတွေကလည်းခဏနေ तू တခုပြီး तू တင်သွားတယ် င်ငန်းစာရင်တင်တယ် blessing တွေပြတယ် miracle တွေပြတယ်တင်သွားတယ်ကိုဒီလိုဒဏ်ခံခဲ့ရလို့သူများလို့ဒဏ်ခံလဲကိုလိုဒဏ်ခံလဲလို့ပြတဲ့ခါမှာပြန်ပြီးကူညီပေးတယ်အဲ့ဒါတွေဖားတယ်လေပြီးလားတင်နေတာကိုကိုပုံသွင်းနေတာဒီအိုးထင်းသမားကဒီအိုးမြေကိုလုပ်နေတယ်ဆိုတာဒီအိုးမြေကိုထင်းသမားတည်တယ်အဲ့တော့ဒီအိုးမြေကအာကိုရောကိုရောလို့ခေါ်လိုက်တဲ့ခါမှာတည်တယ်ဆိုပြီးသူပြောတယ်ငါလည်းထားတာလေဒီအိုးဟုတ်တယ်မလားအဲ့ဒါမှတ်ပါနော် ဒါကြောင့်မလို့သခင်သခင်လို့ခေါ်တိုင်းကောင်းကင်နိုင်ငံတော်မရောက်ဘူးဆိုတော့ကိုကအဟုတ်ကြီးထင်မိတည်တာကို့ဖျားခင်မသိဘူးဆိုတော့ဖျားသခင်ကြိုက်တဲ့အတ္တတာနဲ့လည်းမနေဘူးလုံးစီစင်တာလည်းမလုပ်ဘူး rebellious lifestyle နဲ့လည်းနေတယ်စကားပြောတဲ့အတ္တတာလည်းမရှိဘူးအလိုတော်ဝန်ခံတဲ့အတ္တတာလည်းမရှိဘူး तू ကဒါလုပ်ဆိုရင်ဒါမလုပ်ဘူးကိုကဟိုဟာလုပ်ရဲဆိုဘယ်လိုလာပြီးဒီမှာလဲဒီဘူးဒါကြောင့်မလို့ဟလားသာရတ်သက်ဒီခုနပြောသူ lesson ဆိုတော့ it is a gift ပဲ gift ပဲဒါကဖြစ်တဲ့ lesson တကယ်ကိုပေးတဲ့ lesson နော် God is love ဆိုတဲ့စကားလုံးလေးပတ်ထား နော် give လို့ပြောတဲ့အခါမှာခါခါကျရင်ကျွန်တော်တို့ကဟိုလွေးသွားတာလေးရှိတယ်သီလားအဲ့ဒါနည်းနည်းသတိထားနော် grace တို့ဘာလို့ဝင်လာလဲဆိုရင်နည်းနည်းသတိထားဟုတ်တယ်ဂျေဇုတော်အဖြစ်ကယ်တင်ခြင်းကိုရတယ်မှန်တယ်ဒါပေမဲ့ဂျေဇုတော်ဂျေဇုတော်ဂျေဇုတော်အော်နေတာလေးသတိထားပါထားပါနော် deception ကအဲ့မှာရှိတယ်ကြီးကြီးရှိတယ်ပြလို့ပြောပြတာအဲ့ဒီ grace ကိုပဲအော်နေတာလေအဲ့ဒီ grace ကိုဘုရားသခင်ဘာလို့ပေးလဲဆိုအပေါ်မှာ love ကိုမြင်ဖို့အတွက်ကို grace ကိုပေးတာအဲ့တော့ grace ညာဟောရဲလူကြီး grace မှာမရက်နဲ့ ကျေးဇူးတော်ကြီးပဲအော်မင်းနဲ့ grace 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 အော်မင်းနဲ့ဘာဖြစ်လို့ grace ပေးရလဲဆိုအဲ့ဒီ grace ရဲ့အပေါ်မှာရှိတဲ့ love ကိုသိဖို့ grace ကိုပေးတာအဲ့ဒီ grace မှာရက်လို့ရလာပြီး deception တောင်းကောက်ပတ်တာတွေပါဖခင်တစ်ခင်က grace ဆိုတဲ့ topic ကိုပေးတယ်ကျေးဇူးပြုခြင်းကိုပေးတယ် eternal life ဆိုတဲ့ဒီ grace ကိုပေးတယ်ပေးတဲ့ဟာဒီဘာဖြစ်လို့လဲ love ကိုတွေးဖို့ကျွန်တော်ဒီပြားကိုချစ်တယ်ခဲမဆင်းရဲသောကောင်းလေးပြားကိုချစ်တယ်ဘလောက်ချစ်ချစ်ကျွန်တော်တို့အင်းကြီးတစ်ထည်ဝင်မပေးဘူးဆိုရင်ကျွန်တော်တို့ကျေးဇူးမပြုဘူးဘာလို့ကျေးဇူးမပြုလဲမေတ္တာမရှိတော့ မေတ္တာရှိရင်ဘာလုပ်လဲသွားတယ်အဝတ်စားအင်းကြီးလေးတစ်ထည့်ဝယ်ပြီးတော့ပေးလိုက်တယ်ဂျေဇူးပြုတယ်ဆိုတာမေတ္တာကြောင့်ဒါကြောင့်မလို့ grace ကို on grace ရဲ့အပေါ်မှာရှိရဲ့ love ကိုပြောပါအဲ့ love ကိုမပါဘဲနဲ့ grace ရဲ့ on ရင်ဘာဖြစ်သွားမလဲ prosperity တရားဝင်လာမယ် prosperity တရားဝင်လာတဲ့အခါကျအကောင်လုံး calling ဖြစ်သွားပြီးတော့လူတွေကဘာဖြစ်မလဲ church ကိုလာထိုင်ထိုင်တဲ့ body language ကအစပြောင်းသွားတာထိုင်လာပြီဆိုတော့ဘာဖြစ်လာမလဲ တရားဟောဆရာဒီနေ့ဘာဂရုတော်ကျမ်းပိုက်ပြောမလဲပြောငါအဲ့အတွက်ဘာကြိုးရမလဲပြောလူကဘာဖြစ်လဲငါဘာရမလဲငါဘာရမလဲငါဘာချမ်းသာရမလဲငါချမ်းသာမှ ministry support လုပ်မယ် hey ပြန်ပြောလိုက်မယ်ဖျားသခင်ပေးလို့ချမ်းသာလို့တကယ်များ ministry support လုပ်လား don't lie to yourself လုပ်လားမလုပ်ပါဘူးလုပ်တယ်ဆိုရင်တော့ really good တကယ်တမ်းကြိုက်မလုပ်ဖြစ်ပါဘူးကိုရတဲ့ခါကျရင်ရတဲ့ပြဿနာသုံးလို့ရမလားဘူးဟုတ်တယ်လို့ဒါကြောင့် wrong philosophy စေမဝင်လာနဲ့အဲ့ဒါဒီအကုန်လုံးနဲ့စွဲတာနော်ကိုမိတ်ခံရတာကိုပါဝါအဲ့ဒီအုတ်ထဲမှာကိုပိုင်ကိုခံ ပြောချင်တာပါလေ grace 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 all are ပြီးတဲ့အခါကျ prosperity all are တဲ့အခါကျတော့ faith ဆိုတဲ့ဟာမအော်တော့ဘူး love ဆိုတဲ့ဟာမအော်တော့ဘူးဖျားသခင်ရဲ့ dig deep ကိုသွားခိုင်းတဲ့အရာတွေမလုပ်တော့အပေါ်ရန်ဟန်လေးတွေပဲသွားတော့တယ်ပါပါလေးနဲ့ပေါ့ပေါ့ပါပါလေးပဲနေလိုက်တော့တယ်ပြင်ပါပြလေငါအတွက်ဘာအကျိုးရမလဲချက်ရှင်တွေမှာထိုင်တာလေ prosperity တရားဟောတဲ့နေရာတွေမှာဆိုအရင်ကြောက်ဖို့ကောင်းတယ်ထိုင်လိုက်တဲ့ audience တွေမှာဆိုရင်စင်မော်တက်လာတကယ်ဒီနေ့ဒီဘောင်းကြီးဘာတတိတော်ကြမ်းမိုက်ပြောမလဲဘာလို့လုံးချင်ရလဲငါဘာရမလဲဟုတ်ပဲလို့တာလူက အဲ့ဂရီတော့ဂျမိုက်ကိုပဲဆွဲကြိုင်ပြီးတော့ငါအတွက်ပဲငါအတွက်ပဲငါအတွက်ပဲ selfishness တွေအကုန်ဝင်လာတယ်။မေးချင်လိုက်ကိုဘုရားသခင်ကိုအဲ့ life ကိုလိုချင်တာလားလို့အရင်မေးလိုက်မဟုတ်ဘူးဆိုရင်တော့သွားပြီ။ကိုကသွားနေတာဒီလိုဘုရားသခင်သွားခိုင်းတာဒီဘက်။ဒါကြောင့်မို့ point ကဘာလဲဆိုဘုရားသခင်တကယ်ရွေးထားတဲ့လူဆိုရင်လေမှတ်ထားဒိဒိကိုသူတင်လာ။ကျန်းစာရင်ပြုတ်ဝက်တဲ့နည်းနည်းချက်အကုန်ဖွင့်နေသူ။အကုန်လုံးဖွင့်လာ။အကုန်ဖွင့်ပြီးသူ့ကိုပေးတွေ့ပြီးတော့လေ तू ကလည်းငါသူ့ကိုသိတယ်ဒီဘက်ကလည်းဘုရားကိုသိတယ်ဆိုမှရလား။အဲ့ဒါမှ hook up otherwise က forget about it ရမယ်လေ prosperity ရတယ်ချမ်းသာမှုရကုန်ရတယ်အပေါ်ရလို့မသိဘူးဆိုရင်ညှင်းထပ်လိုက်တာသူသိဖို့သူကိုယ့်ကိုကောင်းကောင်းသိရတယ်သူကလည်းသိတယ်သူ့ကိုယ်ကသိတယ်နော်ဆိုဖခင်ကပြောရတာသိတယ်ဘယ်စိမ်မှသိလဲသိလားမျက်ရည်နဲ့သူထောက်နေတဲ့အချိန်မှာကောင်းကောင်းကြားရသူသိတယ်အိုးပုံသွင်းပေးနေတဲ့အချိန်မှာကောင်းကောင်းသိတယ် fake ကနေလဲတော့မယ်ဆိုတဲ့အချိန်မှာဖခင်အတွက်ကိုပြန်ပေးလိုက်တယ်ဆိုတာကောင်းကောင်းသိတယ်အဲ့ဒီအချိန်ကသူသိတဲ့အချိန်နေသူသိတယ်လို့ပဲသူသိတယ်ပြောမှာ ူတကယ်မသိဘူးဆိုရင်ဘုရားမြာဘူးရှင်းကြီးရဲ့မသိဘူး get out of my way လို့ပြောချတာဒါကြောင့်မလို့ကိုဘယ်ဘာသာရေး philosophy concept နဲ့နေနေလဲအဲ့နေနေရဲ့လမ်းဆုံးမှာဘုရားကိုမသိဘူးလို့ပြောလိုက်ရင်တော့ခံပေါ့အဲ့အတွက်ကို deliverance ပြောနေတာမခံစီခြင်းလို့ပြောတာဘုရားကိုသိအောင်လုပ်ပါဘုရားသခင်နဲ့သိကြွအောင်လုပ်ပါနှုတ်မလို့ကမရဘူးထာရတဲ့မရဘူးမရဘူး မရောက်ရင်ဘာဖြစ်လဲကိုပဲခံရမှာလောကကြီးမှာနေပြီးအိမ်ဆယ်ဆယ်လုံးလောက်ပိုင်လို့ကားဆယ်လုံးလောက်ပဲကားဆယ်စီးလဲခွာစီးလို့မရကားတစ်စီးမှလည်းစီးလို့ရတယ်ကိစ္စဒါပေမဲ့ဘာဖြစ်လဲကိုဝိညာဉ်ဆုံးသွားပြီဆိုဘာသွားလို့မှလဲကျန်းစာရေးမှာအပြည့်ပြောထားပြီလောကလုံးပိုင်နေတည်တဲ့ခါကျရင်ဘာဖြစ်လဲဝိညာဉ်ဆုံးရင်ဘာလို့မှလဲအပြည့်ကိုပြောထားပြီးသားနော်ဆိုတော့ကိုကိုကိုအမြဲတမ်းမှတ်ပါသာရတ္တိလက်စာဒီလက်စာကိုဘုရားသခင်ပေးတဲ့အခါမှာ ကျေးဇူးတော် grace ဆိုတာမြင်ပြီးအဲ့ဒီ grace ရဲ့အပေါ်မှာ love ရှိတယ်။ဖခင်ဖခင် grace ကိုပေးတာ love ကိုမြင်မှုပြနေတာ။ grace မှာမရက်နဲ့ prosperity မှာမရက်နဲ့အဲ့ဒါဆို love ကိုမရဘူး။ faith ကိုမရဘူး။လူသားတွေပြန်လာတဲ့အခါမှာမြေကြီးပေါ်မှာ faith ကိုတွေ့ရပါအောင်များလို့ပြောတာ။စိတ်ပူလွန်းလို့မယုံတော့ဘူးလေလူတွေကခက်လာပြီလေ။လူသားတွေပြန်လာတဲ့အခါမှာမြေကြီးမှာ grace ကိုတွေ့ပါလား prosperity ရနဲ့ချမ်းသာနေရတွေ့မလားဆိုမပြောဘူး။ယုံကြည်ခြင်းကိုတွေ့ရအောင်လားတဲ့မေးတာ။ ဘာဖြစ်လို့လဲသိလားအတွေ့အကြုံဆိုတာသိလို့ဘာဖြစ်လို့လဲမေတ္တာဘုရားရဲ့မေတ္တာနဲ့ဒီတိုင်းမှာ grace ကိုဘုရားကပြတယ်ဆိုတာဒီ love ကိုတွေးဖို့ပေးထားတာဒါပေမဲ့ဘာဖြစ်လဲ grace မာရီကလုံးဆုံးပြီး love ကိုမရဘူးအဲ့ဒီမှာ prosperity တွေဝင်နေ deception တွေဝင်နေငါအတွက်ငါအတွက်ဆိုပြီးဝင်နေလူတွေအဲ့ဒီမှာလုံးဝလမ်းနေပြဲကုန်တာပြောပြခဲ့တယ်ဒီချမ်းသာလေးပါ thank you